ီဗီဒီယိုမှာတော့ကျွန်တော်တို့ circuit ပြင်းနည်း2မျိုးပြောပြမှာเนาะဒါတော့ဒီပြင်းနည်း2မျိုးမပြောခင်ကျွန်တော်တို့ပြင်တတ်ဖို့လိုအပ်မဲ့အချက်နှစ်ချက်ကတော့နံပါတ်1 basic electronic ပေါ့သူကဘာဆိုလိုရလဲဆိုရင်ဒီ component တစ်ခုချင်းစီပေါ့ဥပမာဒီ resistor capacitor transistor တွေဟော diode တွေဒါတွေဘယ်လိုလုပ်လို့တယ်เนาะကောင်းမကောင်းဘယ်လိုတိုင်းနေဆိုတာကိုကျွန်တော်တို့ basic electronic လို့ကျွန်တော်တို့သတ်မှတ်လိုက်မယ် နောက်တစ်ခုကကျတော့ basic circuit ပေါ့ basic circuit ကတော့ဒီ basic electronic component တစ်ခုထပ်ပို့ပြီးတော့ဖွဲ့စည်းလက်စုစည်းပြီးတော့ circuit တည်ဆောက်လိုက်တဲ့အခါမှာသူတို့ဘယ်လိုလုပ်လုပ်တယ်ဆိုတာကိုကျွန်တော်သင်ရမှာဖြစ်တယ်အဲ့တော့ဒီနှစ်ခုဒီနှစ်ချက်ပေါ့နော်ဒီနှစ်ချက်သိလို့ရှိရင်ကျွန်တော်တို့ပြင်နီးရသိတယ်အဲ့ကြောင့်တချို့ဆိုရင်လည်းဒီတစ်ချက်နဲ့တယ်နော်ဒီပထမတစ်ချက်နဲ့တယ်ကျွန်တော်ပြင်လာရှိတယ်ဘာလဲဆိုရင်သူက ဥပမာပေါ့ဗျာဒီမှာစာကိတ္တခုကြည်လိုက်တယ်ပေါ့တော့ပရမပြင်းဤတစ်မျိုးอ่ะပေါ့เนาะအပြင်းဤเนาะစာကိတ္တပြင်းနှစ်မျိုးပြောရအောင်ပရမပြင်းဤရဲ့တော့ဒီစာကိတ္တဘုတ်တစ်ခုကိုကြည်လိုက်တယ်ကြည်လိုက်ပြီးတော့မှာဒီထဲမှာဘယ်ဟာတွေပြက်နိုင်လဲသူလိုက်ရှာမယ်เนาะပွင့်ထွက်နေတာလို့လောင်းနေတာတို့ပေါ့เนาะအခုကအပြက်များဆုံးဟာမျိုးတို့အဲ့လိုမျိုးကြည်ပြီးတော့မှာအကောင်လေးကိုဖြုတ်ပြီးတော့တိုင်းမယ်ကောင်းမကောင်းတိုင်းမယ်စားထိုးကြည့်မယ်လဲကြည့်မယ်ဒါမျိုးတွေလုပ်ကြည့်တာဒါပြင်းဤပေါ့เนาะအဲ့ဒါတော့ဒီပရမတစ်ချက်ပဲ တည်လို့ရှိရင်ကိုကျွန်တော်ပြင်ထပ်ပြီးပြင်ရမယ်နော်အဲဒါတနည်းပေါ့နောက်ဒုတိယနည်းကျတော့ဒါကျွန်တော်သုံးတဲ့နည်းပေါ့ဒုတိယနည်းကျတော့ဒီ circuit ဘုံကြီးတစ်ခုလုံးကဘယ်လိုလုံးလုံးလုံးတယ်လဲဆိုတော့ကျွန်တော်တို့လေ့လာတယ်အဲတော့အဲဘယ်ကနေဝင်မယ်ဘယ်ကနေပြန်ထွက်သွားမယ်နော်ဒီထဲမှာအလုံးလုံးတစ်ခေါက်ဘယ်ခေါက်လဲသူ့ကိုခိုင်းတဲ့ခေါက်ကဘယ်ခေါက်လဲပေါ့နော်အဲတော့အဲ ဒီ circuit တခုအလုပ်လုပ်ဖို့အတွက် power supply ကဘယ်နေယူထားလဲ voltage regulator တွေကဘာတွေလဲဒါမျိုးလိုက်ကြည့်ပြီးတော့မှနော်ပလန်းနေလိုက်မယ်ထိုင်ရလေးဆွဲပြီးတော့မှဘလို့လောက်တာလဲအရင်လေးလာပြီးတော့မှအဲ့ဒီအလုံးမလောက်တော့ဘူးဆိုရင်ဘယ်နာအလုံးမလောက်တာလဲဆိုတာကျွန်တော်တို့အဲလိုက်ပြီးတော့မှရှာပြီးတော့မှပြင်တာဒါကျွန်တော်ပြင်နေနေပြီပေါ့နော်အဲ့တော့ကျွန်တော်ပြင်နေနေဆိုရင်ဒီနှစ်ချက်လုံးဒီမှာရမယ်နံပါတ်1ရောဒီနံပါတ်2ရော basic circuit ရောပေါ့နော်ဒါဒီမှာကျွန်တော်တို့ကဒါကို ဒုတိယနည်းနဲ့ပြင်နည်းကိုကျွန်တော်တို့လိုက်လို့ရမှာဒီပထမတစ်ချက်ပဲသိရင်ပထမပြင်နည်းတစ်မျိုးပဲသိမယ်ဒုတိယ basic sack ရောသိပြီဆိုရင်တော့ကျွန်တော်တို့ကဒုတိယပြင်နည်းကိုသိလို့ရမယ်အဲဒါဒီနှစ်ခုလုံးသိပြီဆိုရင်တော့ကျွန်တော်တို့ကိုယ်တိုင်လေ့လာရတာလွယ်ပူသွားလိုက်မယ်နောက်ထပ်မသိတာတွေရှင်ဆက်လေ့လာလွယ်ခါမှာစာအုပ်တွေဖတ်တာနော်လိုင်းမော်လေ့လာတာ YouTube ကြည့်တာမျိုးတွေကလွယ်လွယ်ပူသွားမှာဒီနှစ်ခုလုံးသိလို့ရှိရင်ဒီတစ်ခုတည်းပဲသိလို့ရှိရင်ကိုယ့်ကိုယ်လိုက်လေ့လာပြီး ဖြောက်ရှာနေလဲမဲ့နားလည်ရခက်နေမှာเนาะပြင်ရလဲခက်နေမဲ့အဲသူကကျတော့စကိပုံစံနေပြောင်းသွားပြီဆိုရင်လဲအဲဒီနောက်ထပ်ပြင်ဖို့ရခက်ခဲသွားနေမယ်ရဒီနှစ်ခုဒီနှစ်ခုတီးလို့ရှိရင်တော့ကျတော့ပိုးလွယ်ပူသွားမှာဖြစ်တယ်ပြင်းနည်းနှမျိုးတဲ့မှာကျတော့တော့နံပါတ်ဒုတိယပြင်းနည်းနဲ့ပဲကျောက်ကိုယ်တိုင်လဲပြင်နေအဲတော့တင်းနှမ်းမှာလဲဒီနှစ်ခုတွဲပြီးတော့ level 1 2ဆိုပြီးတော့ပေါင်းထားတာရှိရဲ1 2ခွဲမရဘူးဘာလို့လဲဆိုတော့ကျတော့ဒိုင်အိုဆိုရင်ဒိုင်အိုအကြောင်းသင်ပြီးဒိုင်အိုနဲ့ပတ်သက်တဲ့ circuit တွေတန်းသွားတာ ဲ့ဒါတွဲထားတာဖြစ်တဲ့အတွက်ဒီ level 1 2ကိုပေါင်းပေါင်းပြီးတော့မှကျွန်တော်လေ့လာလို့ရတယ်တကယ်လို့ဟိုလေ့လာခြင်းနဲ့တက်ရောက်ခြင်းနဲ့ဆိုရင်ဒီ owner Facebook page messenger မှာစုံစမ်းလို့ရတယ်ပေါ့